ခိုင်းတိုင်းမုံရွာမြို့နယ်မုံရွာချောင်းလမ်းမိုက်တနေရာမှာအကျန်းဖက်စီရင်တန်းကို မိုင်းဆွဲတိုက်ခိုက်ခရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်း Area 71 LPDF မုံရွာရဲ့တပ်ဖွဲ့ကောင်ဆောင်ကိုထွန်းကပြောပါတယ်။နိုဝင်ဘာ14ရက်မနက်8:53မိနစ်ကစာလင်ကြီးမြို့နယ်ဝမ်ပေါင်းကုမ္ပဏီကကျင်းနီများတက်ဆောင်လာတဲ့တွဲကား23စီးပါရင်တန်းကိုလုံခြုံရေးလိုက်ပါဆောင်ရွက်ပေးတဲ့မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခါမှာတံပြားကဂျမ်မာတက်ဆင်ထားတဲ့ရင်6စီးကို မုံရွာချောင်းဦးလမ်းမိုင်းတနေရာမှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်းသိရပါတယ်။မနေ့တုန်းကမိုင်းကနှစ်ဖွဲတိုက်တာနှစ်ဖွဲက ရှစ်နောက်တွေပြန်ဆွဲလိုက်ကြတာအဲ့ဒီကာဒန်မောင်းတဲ့နှစ်ယောက်တေတယ်လို့ကြားတယ်။ဘယ်အဖွဲကမိုင်းကထိတာလဲတော့မသိဘူး။အခုလောလောဆယ်တော့လမ်းပေါ်မှာပြည်သူကားတွေကပိတ်ထားပြီး လမ်းပေါ်မှာမိုင်းတွေရှင်းခိုင်းနေတယ်။ပြီးတော့မနေ့တုန်းကဆိုရင်အတလွတ်ကြီးမုံရွေးရွာတဲ့ကိုလက်နက်ကြီးနဲ့လှမ်းပစ်တယ်လို့ Area 71 LPDF မုံရွာရဲ့တပ်ဖွဲ့ကောင်းဆောင် ကိုထွန်းကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မုံရွာမြို့နယ်ပတ်ကဖမိုင်းအဖွဲ့မှဦးဆောင်ပြီး Area 71 LPDF မုံရွာနဲ့ Golden Peacock Attack Force တို့ရဲ့ပူးပေါင်းလှုပ်ဆောင်ချက်ဖြစ်ကြောင်းသိရပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြအောင်သိရပါတယ်။အခုအချိန်မှာစစ်ကောင်စီကရွေးကောက်ပွဲလုပ်မဲ့အချိန်မှာစစ်ခွေးတွေကမြို့တွေမှာဆိုရင်မြို့ဝင်ပေါက်တွေမှာတင်းတင်းကြပ်ကြပ်စစ်ဆေးနေတဲ့အချိန်ကျွန်တော်တို့ PDF တွေကလည်းစစ်ကောင်စီရဲ့လှုပ်ဆောင်ချက်မှန်သမျှကိုအားစိုက်ပြီးတော့တိုက်ဖြတ်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်လေးတွေကိုနားဆွင့်ပြီးတော့လိုက်နာပေးကြဖို့ပြောချင်ပါတယ်။သူတို့ကပြည်သူတွေကိုပဲဒုက္ခပေးမှာ PDF တွေလုတ်ရင်လဲပြည်သူတွေကိုပဲဒုက္ခပေးမှာပြည်သူက PDF ကိုအမုန်းပွားအောင်တမင်တက်တက်လုတ်နေတာအဲ့ဒါလေးတွေကြောင့်လမ်းပိုင်းမှာဖြတ်တန်းတဲ့အခါမျိုးမှာ PDF တပ်ဖွဲ့တွေကထုတ်ပြန်တဲ့ကြေညာချက်တွေကိုလိုက်နာပေးကြဖို့တောင်းဆိုခြင်းပါတယ်လို့ Area 71 LPDF မုံရွာရဲ့တပ်ဖွဲ့ခေါင်းဆောင်ကိုထွန်းကတိုက်တွန်းပြောကြားထားပါတယ်ရှင်